ဘယ်နေရာဖြစ်ကျွန်တော်သွားမှာအဲ့တနေရာကအဆင်ပြေဆိုရင်အဆင်ပြေနေရာကိုကျွန်တော်သွားလှူမှာအဓိကတော့ဘယ်နေရာလှူလှူပါအလုံးအခုရှိမှာအကုန်လုံးကလိုအပ်နေရာတွေအတွက်ဟိုလိုအပ်တဲ့နေရာကိုကျွန်တော်ကလှူချလိုက်မှာကျွန်တော်ပြောကျွန်တော်ပြောနေတာတကူကတော့ကျွန်တော်ဆိုရင်မလုပ်မလဲဆိုရင်ကျွန်တော်ဆိုရင်အလှူကိုချက်လိုက်ပြီးတော့အဲ့အလှူကိုကျွန်တော်ဒီအလင်အတွက်ကျွန်တော်ထည့်လိုက်မှာပေါ့ဒါလှူလိုက်တာပေါ့ဒါအလှူပဲလေဘယ်မှလှူလှူပါအလှူပါပဲဒီကြားထဲမှာအဲ့လိုမန္တလေးလိုနေရာကြီးမှာအလှူကြီးရောအဲ့လိုကြီးလက်ရတော့ဒါကျွန်တော်ရန်ဝမ်းနေမိတယ် ဟုတ်ကဲ့ဗျဒီကတော့ကျွန်မမြန်မာနိုင်ငံမှာဒါကျွန်တော်တို့ငလင်ပြင်ရအမြင့်ဆုံးလည်းဖြစ်တယ်တခါမှမကြုံဘူးလေပေါ့ဒီဖြစ်ရဆိုရဖြစ်တာဆိုတော့ဒါကျွန်တော်တို့ဟိုအများပြည်သူပေါ့လေအကုန်လုံးဝမ်းနေရတယ်ကျွန်တော်တို့ကဘာကြောင့်ကုညီပြကြလဲဆိုတော့ဒါကတော့ကျွန်တော်တို့ကပြည်သူပြည်သူပါပဲကုညီရတာပါဟုတ်ဖက်ဖက်ကကုညီရတူလေဟိုများပါတယ်ဗျအဲဘာကြောင့်ကုညီရလဲဆိုတော့ဒီမှာဟိုဖြစ်နေတဲ့ဟာကိုကျွန်တော်မခံစားနိုင်တဲ့အတွက်ဟိုတစ်ဖက်တစ်ဖက်ကကြုံနိုင်တဲ့အင်အားကြီးနဲ့ကုညီပြရပါဗျဟုတ် ဖြစ်ဖြစ်ချင်းကျွန်တော်ရန်ကုန်မှာလှုပ်သွားတော့ကျွန်တော်အရင်မခံစားရအောင်ဒါပေမဲ့ပြီးတော့ဟိုလိုင်းတက်ကြီးအချိန်မှာကျွန်တော်တွေးလိုက်တဲ့ဟာကအရင်ခံစားရတယ်ဟိုမြိတ်တောင်ကိုယ်တိုင်တကယ်ဝမ်းမိပါတယ်ဟိုကျွန်တော်တက်အများကြီးခံစားရတဲ့သူတွေလည်းအများကြီးရှိပါတယ်အခုကိုရဲနောင်လို့ဆိုလည်းဟို idol ကသူဆိုလည်းအများကြီးခံစားရတယ်ပြဟိုမိဘအစုံတို့ကတချို့သူမိသားစုအလိုပြောက်သွားရှိတယ်ဆုံးညွန့်သွားတဲ့သူတွေလည်းဝမ်းနေရတယ်အဲ့ဒါတွေမြင်ရတော့ ဟိုအရင်ဝင်နေမိတာပါဇေယျဘူးတွေပျက်စီးတယ်ကျောင်းနိုင်ငံမှာတကယ်အထင်ကြီးရနေရတယ်အားလုံးပျက်စီးသွားတယ်ပေါ့ဒါအတွက်လည်းဝမ်းနေရတယ်အဲအကြောင်းလဲကျွန်တော်တို့ကဗမလိုလေးတစ်ဖက်တစ်လမ်းကိုနိုင်နေဝင်လေထမ်းပြီးတော့လုတ်ဖြစ်တာပါဗျာဟုတ်ကျွန်တော်ကမန်လီတိုင်းမိတ်လက်ခဲတာစီမြို့နယ်မှာငွေရတာစီသားပေါ့တာစီသားပါကျွန်တော်ဟုတ်ကဲ့တာစီမှာကျွန်တော်ကြောင်းတက်ခဲ့တယ်ပြီးတော့မှကျွန်တော်ရန်ကုန်ကိုပြောင်းလာတာပေါ့ဟုတ်တာစီမှာလည်းထိတယ်ဗျာတာစီမှာအဓိကမြို့ပေါ်မှာတော့လေအရန်ကြီးမဖြစ်ဘူးလို့ကျွန်တော်ကြားတယ်အဓိကကျွန်တော်တို့တာစီတမြို့နယ်လို့တာစီမြို့နယ်ရဲ့ကျွန်တော်ရဲ့ဒီစက်တီရေးစာ ဟိုပေါ့ဒီဖရားပေါ့ငါးစုဖရားဆိုရှင်ငါးစုကြောင့်ဖရားဆိုရှင်သူကတော့စေရကျင်းပါတဲ့ဖရားပေါ့သူကလည်းဒါဇတိရကလည်းစေရနေကျင်းပါတဲ့ကျောင်းတမျိုးနယ်လုံးရဲ့ဒါကျက်တိဆောင်ပြောလို့ရဖရားအကြီးပေါ့မျိုးနယ်ရဲ့ဖရားကြီးဒီဒီဖရားကြီးရောလူကြပြစီသွားတယ်ဒါကျွန်တော်တာစီမျိုးနယ်အတွက်တကယ်ဝမ်းနေစရာကောင်းတဲ့အရာပေါ့တာစီမျိုးပေါ်မှာအရင်ဖြစ်ပင်တာစီနဲ့ပတ်သက်တဲ့ကျွန်တော်မျိုးနယ်ဆိုရွာတွေပေါ့လေရွာတွေမှာအထိနာများတယ်ဗျဒီကျောတဲ့ငယ်ချင်းဆိုလည်းဒါပါလို့သူတို့ဝတ်ပြုနေတဲ့အချိန်ဒီသူတို့ ပြုတ်ကြတာအုပ်ပြုတ်ကြတာသူကတော့ကောင်းပါတကယ်ချောတဲ့ငယ်ချင်းအကူကောင်းပီတာလို့ကျွန်တော်ပြောရမှာထင်တယ်သူညီလေးကိုသူငဲ့ပြီးတော့သူခံလိုက်တဲ့တူကသူကတော့ပေါင်ယူချိုးပြီးရှေ့လုံးလုံးချိုးရဲဒီစီးကုန်ချိုးသွားတယ်ပေါ့သူလက်ရှိချင်းကုန်မှာဆေးလာပြီးတော့ကုနေပါတယ်ဒီကျွန်တော်တို့တာစီနဲ့ဆက်သက်ပြီးတော့ဖြစ်တဲ့ဘက်တွေမှာရွာဘက်တွေမှာရဲဖြစ်များတယ်ဈေးဘလို့တွေပြိုကျပျက်စီးကုန်တာများပါတယ်ဗျဟုတ်ပါကျွန်တော်ငငယ်ကလည်းမန္တလေးမှာကျွန်တော်နေဘူးတယ်ဗျဟိုအမကလည်းမန္တလေးမှာကျွန်တော်အမကဟိုမန္တလေးမှာနေတော့ကျွန်တော်ကလည်းမန္တလေးမှာ နေနေဘူးတယ်ပေါ့နည်းကြီးပြင်းခဲ့တဲ့တိုင်းတာရှိတယ်ဗျအဲ့တော့ဟိုအမတ်တရရတော့ဟိုအများကြီးပါကျွန်တော် main နဲ့ပတ်သက်ရင်တော့ပြောလို့ပြောလို့တော့မကုန်ဘူးဗျအမတ်တရအများကြီးရှိရကျွန်တော်တို့ဒီလိုအခုဖြစ်သွားတဲ့အရာတွေမှာမန္လိမအများကြီးထိခိုက်နေလာသွားဆိုတော့ဟိုကိုမန္လိမနေခွေးသူတယောက်တော့အရဝန်းနေရဗျာဟိုကျွန်တော်ကအစကစီစဉ်တာတော့မန္တလေးစကိုင်းပေါ့အကျွန်တော်စီစဉ်ထားရဒါပေမဲ့ကျွန်တော်တို့သွားဖို့အတွက်အခက်အခဲရောလမ်းလမ်းခီးရရှိသေးတယ်အများကြီးပြီးတော့ကျွန်တော်ကဟို အတင်းဖွဲ့တယ်ကျွန်တော်တယောက်တည်းလေးလောက်တာများတယ်ပေါ့ဒီကလို့တယောက်တည်းလေးစုပြီးနိုင်နေအားကိုကျွန်တော်ကပတ်မှုပေးတာပါဟိုကိုနေနီဆက်တဲ့ Facebook ကလူကြီးစီကလူခံပြီးတော့ကျွန်တော်ကဟို transportation လုပ်ပြီးအဲ့လိုပေါ့ transfer လုပ်ပြီးရဲ့သဘောပါပဲအဲဘာကြောင့်လဲဆိုတော့ဟိုဒီကလုတ်ဖြစ်တာတော့အတင်းဖွဲ့ရှင်းတော့ကိုကောင်းတယ်ကျွန်တော်ကအဲ့လိုကြီးလက်ဟိုမဝင်နိုင်အောင်ဖြစ်နေတော့တယောက်တည်းလေးကိုနိုင်နေအားလေးနဲ့ကျွန်တော်ကဒီကလုတ်တာပါဒီတစ်ခေါက်တော့လို့ရေးပေးလို့ကျွန်တော်ကအများကြီးရေးပေးတော့ကျွန်တော်အင်တာအားတဲ့အများကြီးကျွန်တော်တော်ရည်ကိုကျွန်တော်လုတ်လုတ်ခဲ့ပါတယ်ခင်ဗျာ ဒီဒီတစ်ခေါက်ကအများကြီးကျွန်တော်မလုံနိုင်တော့ဘူးလို့ကိုယ်တိုင်ပဲဟိုမမအရင်မမတည်နိုင်ဘူးဆိုတော့အများကြီးမလုံတော့ဘူးဆိုပြီးတော့ဆုံးဖြတ်ထားပေမဲ့ဒီလာလာပြီးတော့အလူအလူရှင်နေရကိုကကျွန်တော်လှူရှင်နေရဟိုမောင်လေးလေးကိုလှူရင်ပြောတော့ကျွန်တော်ကျမတို့လှူမယ်ဆိုပြီးတော့ဟာလာပြောကြဟုတ်ကဲ့ခင်ဗျာလို့ကျွန်တော်ဟိုအလူခံရကျွန်တော်ပြောပါမယ်ပေါ့နောက်ဆုံးမိတ်ဆရာတော်တွေရော pride အတင်းနေရပါ join ပြီးတော့ဟိုသူတို့ဒီလိုဖြစ်တဲ့ဟာကိုပြောပြတော့အလူခံနာနဲ့ ဒီ bridal လို့ဖို့အတွက်ပြောကြတော့ကျွန်တော်ကအနေလုတ်ဖြစ်သွားတာပါပြီးတော့သွားမဲ့ခီးကလည်းရှိတယ်သွားမဲ့ခီးကရှိတော့ဟိုခုကလမ်းမဆက်သွယ်ရေးအဓိကကြတယ်ဆိုတော့လမ်းခီးရဲ့ကျော်ပျက်စီးသွားတဲ့အတွက်ဒီလမ်းမဆက်သွယ်ရေးအဓိကစဉ်းစားရမှာဦးစားပေးပါဒီကိုသွားဖို့လာဖို့ကတော့ပုံမှန်ကျွန်တော်တို့အရင်တော့ normal တိုင်းဆိုရင်တော့ကျွန်တော်တို့မနေ့စကန်သွားလို့ကလွယ်ကူတယ်မှာဟိုအမဟိုကျွန်တော်တို့ပေါ့ဟိုအမတို့သွားခြင်းတဲ့နေရာကိုတဲ့တဲ့နေရာကျွန်တော်သွားလို့လွယ်တယ်အခုကကဟိုလမ်းကအမြင်လမ်းရော ီလမ်းဟောင်းကိုကျွန်တော်ကမျှပြီးတော့အနေထားပြီးရင်လမ်းကအရင်ပျက်စီးသွားတာတချောင်းဆိုတော့လမ်းမဆက်သွေးကြီးကအရင်ခက်ခဲတယ်ခက်ခဲတော့ကျွန်တော်ကဟိုကျောဘက်ကရှင်းရှင်းပြီးတော့အလူငွေနဲ့ရှင်းရှင်းပြီးတော့ကျွန်တော်ကအားလို့မန်းလေးစကိုင်းကိုမလောက်လို့ရှိရင်ဘယ်လိုသွားမလဲဆိုစဉ်းစားရလဲရှိတော့โอเคငါပျော်ပွဲမျိုးလေးရတော့လူရောပေါက်နေတယ်အလူရှင်လဲနေတယ်ပေါ့ဘယ်ပဲလူလူပါအလူကတော့အလူပါပဲခင်ဗျအဲ့တော့ပျော်ပွဲမျိုးလေးကိုငါသွားလူလူမယ်ဆိုပြီးတော့ ကိုယ်လည်းစဉ်းစားထားအရှင်မကျွန်မစာလေးပေါ့မခင်စရာကြီးကျော်နဲ့ shooting မှာစုံတော့ငါလေးတယ်ငါလေးတော့လှူချင်တယ်ဟာတဲ့အဝေးကြီးတော့ငါမသွားနိုင်ဆိုတော့အမကလည်းကျွန်တော်ပျော်ဝယ်တော့စဉ်းနေစဉ်းစားထားရှိတယ်အဲ့လိုဘယ်ပဲလှူလို့ပါအမလို့ပျော်ဝယ်ဆိုတော့အရောက်ပေါက်တော့နေတိုင်းပဲကျွန်တော် limb ကိုရှက်ကြည့်ပါမယ်လို့ဟိုတကယ်လို့ကျွန်တော်တို့ကလှူမယ်ဆိုရင်မဲ့သွားတယ်ဆိုရင်အမဟိုဘက်က limb မရှိရရင်ကျွန်တော်တို့ကဟိုဘာမှသွားလို့လို့လို့မရဘူးပြပြီးတော့ကျွန်တော်မြေပြင်ကအဓိကဟိုလိုအပ်တဲ့အရာကိုကျွန်တော်အဓိကသိချင်ပြီးတော့ဝယ်သွားချင်တာတကယ်လို့ကျွန်တော်တို့က အကုန်လုံးရှောက်ဝယ်သွားပြီးတော့မြေမှာမလိုအပ်တဲ့အရာဆိုရင်ဒါကျွန်တော်အဆင်ပြေဘူးတည်သွားတာပဲဖတ်တယ်မှာအဲ့တော့ခုမှဘာလို့အပ်လဲလဲကျွန်တော်သိချင်တယ်အဓိကမြေပြေရှိဆက်မှုပေါ့မြေပြေရှိဆက်မှုယူပြီးကျွန်တော်တွားရမှာလမ်းခီးမှာဘလို့လာမယ်ဆိုတော့အဲ့ဒါကျွန်တော်တို့တော့ပါအကုန်အကုန်လုံးပေါ့လေဟိုပြင်ဆင်ပြီးတော့တွားရမှာဖြစ်တဲ့တော့ဒီဘက်ကအဖွဲ့ချင်းကျွန်တော်တို့ရှိဆက်နေတယ်တကယ်လို့ကျွန်တော်တို့ကတော့ရှိဆက်လို့အဆင်ပြေရင်တော့ဘယ်နေရာဖြစ်ကျွန်တော်တွားမှာအဲ့တနေရာကအဆင်ပြေဘူးဆိုရင်အဆင်ပြေနေရာကိုကျွန်တော်တွားလှူမှာအဓိကတော့ဘယ်နေရာလှူလှူပါအလုံးအခုချိန်မှာအကုန်လုံးကလိုအပ်နေတဲ့အတွက် ိုလိုအပ်တဲ့နေရာကျွန်တော်ကလှူချလိုက်မှာဒါတော့ကျွန်တော်တို့အဲ့လိုလေးရပြင်ထားတာရှိတယ်ဘယ်နေရာဥတည်ပြီးတော့ဆိုပြီးတော့ရိုင်းတော့ဟို focus တော့မထားဘူးဒါပေမဲ့လောလောဆယ်ပျော်ပျော်တော့ focus တော့ထားရခင်ဗျာအဲ့ဒီဘက်က limp ရရင်တော့ကျွန်တော်တို့ကတော့တကယ်လို့မရဘူးဆိုရင်တော့တခြားဟုတ်ကျွန်တော်ကလှူဖို့လေးပြင်ဆင်ထားတာတော့ရှိပါတယ်ခင်ဗျာဟုတ်ဒီကျွန်တော်တော့အနေနဲ့သွားမယ်လို့ပြင်ဆင်ထားပါတယ်ဗျာဒီမြေပြင်မှာတော့ဒီအပိုင်းကျွန်တော်တို့တွေသွားမှာပြီးတော့ကျွန်တော်ဖုန်းဖုန်းနဲ့ဖုန်းဖုန်းနဲ့ကြော်တိုင်ပင်ထားတယ် ဘာလို့ဆိုကျွန်တော်တို့ဒီစကိုင်းမလေးစကိုင်းကိုထောက်ပို့သွားဖို့အတွက်ဒီစီကျွန်တော်ပို့မယ်ပြန်လာရပေါ့အဲ့လိုလုပ်ဖို့လည်းကျွန်တော်တို့ပြင်ဆင်ထားတော့ရှိပါတယ်ဗျအဓိကကျွန်တော်တို့ဒီမလေးတိုင်းစကိုင်းတိုင်းဒီနယ်ဘက်ကကျွန်တော်ပူလက်ဒေသပြည်အတွက်အဓိကတော့ရေလိုအပ်တာပေါ့ဟိုရေအဓိကကျွန်တော်တို့ပို့ပြီးမလို့တော့ဟိုစဉ်းစားထားတာခင်ဗျဟုတ်ဟိုတခြားကျွန်တော်စီကိုဒီနေ့ဆိုရင် awareness ထဲရောက်မှာအများကြီးတယ် အများကြီးရှိတယ်ပြည်ခြေတန်းနေနောက်ထပ်အများကြီးရောက်ဖို့ရှိတယ်ခင်ဗျအာပြီးတော့ရှားအသုံးဆောင်လေးတွေပေါ့လေလူတိုင်းမဲ့ဟိုငင်းငယ်ညီမလေးတွေဒီနေ့ကြော့ရှိလာပို့နေပါဗျာဟုတ်အခုအခုပေါ့လေဒီဖြစ်စင်မှာဖြစ်ပြီးတော့မြင်တွေ့ရတာကတော့ကျုံမြင်ပါလူမျိုးတွေအကုန်လုံးပေါ့ဒီမျိုးအယူမှာနေတဲ့လူတိုင်းကကိုကြီးရိုင်းမြင့်ကြပါတယ်ဟိုအဲ့တူရေဝန်းတာတယ်တယောက်တယောက်စီအခုဆိုအများကြီးမြင်တွေ့ရတာမှာဗာလဲဆိုတော့လူတန်းနေအများကြီးလောက်ကြနေရာတိုင်းကလူကြတယ်အာကိုစီရရှိရွှေနေစား ဟိုကိုကိုစုဆောင်တာအရာတွေငါတို့တခုခုလုပ်မယ်ဆိုပြီးပြင်ဆင်ထားတဲ့လူတွေရှိတယ်အော်ငါတို့လူလုပ်မယ်ငါတို့ဘာလုပ်မယ်ညာလုပ်မယ်ဆိုပြီးပြင်ဆင်ထားတဲ့လူတွေသူတို့ရဲ့စုကူတွေဖောက်သူတို့ရွှေနေစားတွေဟိုထုတ်ပြီးတော့တူရဲ့လူတွေလည်းတွေ့ရအဲ့တည်းကျွန်တော်အများကြီးကွမ်းတာတယ်အခုဆိုရင်ဒီစကိုင်းမန္တလေးကိုလည်းအများကြီးထိနာတဲ့နေရာပေါ့စကိုင်းကိုထိနာတဲ့မန္တလေးအရင်ထိနာတယ်ပေါ့လေအဲ့တော့အဓိကစကိုင်းမှာသွားလာခက်ခဲတယ်ပြီးတော့အရင်ထိနာတဲ့စကိုင်းမှာလည်းအများကြီးလူတွေနေလောက်ကြတဲ့ တော်လည်းကျွန်တော်ကအများကြီးဝမ်းသာတယ်ပြောအခုဆိုရင်ဒါကျွန်တော်ဟိုပြည်သွေးပြည်သူကုညီတာပေါ့ဒါဝမ်းသာစရာပါအများကြီးတော့လည်းကျွန်တော်အများကြီးဝမ်းသာပါတယ်ဗျာဒါကတော့ဟိုကိုခံခြင်းနဲ့ကိုပေါ့ကိုပေါ့ကျွန်တော်တို့ကကျွန်တော်အများကြီးပြောလို့တော့မသိဘူးဟိုကိုခံခြင်းနဲ့ကိုသူတို့အလူကအာဒီသမတ်တည်းလူမယ်သူတို့မှရက်ကောင်းခြင်းမြတ်ရေးချာရှိကောင်းရှိနိုင်မယ်ဒါသူတို့ဒီလူမယ်ဆိုပြီးတော့ဟိုပြင်ဆင်ထားပြီးတော့ဒီဟာကိုလူတို့အတွက်ဆုံးဖြတ်ထားတယ်ရှိကောင်းရှိနိုင်မယ်ဒါမှမဟုတ် ။ငါတို့ဂယုမဆိုင်ဘူးကွာ။ငါတို့အလူငါတို့လှူမယ်ဆိုပြီးတော့တို့တို့မှဆုံးဖြတ်ချထားတာလေ။ခြေကောင်းရှိရင်ဒါကျွန်တော်တို့မပြောနိုင်ဘူး။ဒါပေမဲ့ဟိုကောင်း ကျွန်တော်ပြောကျွန်တော်ပြောနိုင်တာတကူကတော့ကျွန်တော်ဆိုရင်ဘာလို့မလဲဆိုရင်ကျွန်တော်ဆိုရင်အလှူကိုချက်လိုက်ပြီးတော့အဲ့အလှူကိုကျွန်တော်ဒီအလင်အတွက်ကျွန်တော်ထည့်လိုက်ပါတော့ဒါလှူလိုက်ပါတော့ဒါအလှူပဲလေဘယ်မှလှူလှူပါအလှူပါပဲအဲတချို့တွေကျွန်တော်တွေ့ရတာရှိတယ်ခင်ဗျာအလှူကိုရက်ရွှေ့တာတို့ပွဲရက်ရွှေ့တာတို့အလုပ်တွေနားလိုက်တာတို့ပြောဆိုဒါဝန်တာလေပြီးတော့ဒီအတွက် focus ထားပြီးတော့လုပ်နေတာလေကျွန်တော်တွေ့ရအတွက်ဝန်တာလေဒါပေမဲ့အလှူမန္တလေးတို့နေရာကြီးမှာဖြစ်နေရတော့ကျွန်တော်ဟို ျွန်တော်မရောက်သေးပါဘူးဒါပေမဲ့ပုံနဲ့တွေ့ရတယ်ကမြို့ပြက်ကြီးလို့ပေါ့သူတို့ဖြစ်ကြတယ်အရင်ကိုပျက်စီးသွားတယ်ခံစားနေရတယ်မြန်မာပြည်ကလူပြည်ကအများကြီးပါဗျဒီကြားထဲမှာအဲ့လိုမန္တလေးလိုနေရာကြီးမှာအလှူကြီးရောအလှူကြီးလှည့်တာတော့ဒါကျွန်တော်ရန်ဗန်နေမီနေရတာတော့ဒါသူတို့ဘက်ကလည်းသူတို့အတွေ့ရတော့ငါတို့နဲ့မဆိုင်ဘူးငါတို့လူငါတို့လုပ်မယ်လို့တွေးချင်တွေးမှာပဲကျွန်တော်ပြောသလို ငါတို့ရက်သက်မိသားမို့ငါတို့လူမယ်လို့ပြင်ဆင်တာကလည်းရှိကောင်းရှိအောင်ပဲဒါသူတို့ဘက်ကအတွေးပေါ့ကျွန်တော်တို့ဘက်ကတွေးနေသူတို့ဘက်ကတွေးနေတူချင်းမှလည်းတွေ့မှာဒါကတော့ကျွန်တော်တို့ဟိုသူတို့အဖြစ်လည်းမပြောဘူးဟိုဘာမှလည်းကျွန်တော်မပြောဘူးဒါပေမဲ့မြင်ရတဲ့မြင်ကွင်းရောတော့ဟိုရန်ဝန်နဲ့စိတ်မကောင်းဖြစ်နေတဲ့တရားကြီးပေါ့ဒါမှမှကျွန်တော်တို့ကဟိုရန်ကိုဟိုအင်းနဲ့အားတော့လုံနေရတကယ်ကိုရှည်တန်းမှလုံနေတဲ့အများရှိတဲ့ကိစ္စရေးတယ်ဟိုကျွန်တော်တို့မြန်မာဒီမှာနေရာတိုင်းမှာရှိပါတယ်တစ်ခါရင် နိုင်ပြင်တစ်ဖက်ကဟိုညီတက်ပြရတာလည်းရှိတယ်အခုကမန္တလေးမှာအရင်ဖြစ်နေအချင်းအလူကြီးပေါ်လာတော့စိတ်တော့မကောင်းဘူးခင်ဗျာဟုတ်အဲကျွန်တော်ကကျွန်တော် ਨੇ ပတ်သက်တဲ့မိတ်ဆွေအကုန်လုံးမန္တလေးမှာရှိရတဲ့အကုန်လုံးဖုန်းဆက်ပါတယ်အဲဟိုကျွန်တော် ਨੇ ပတ်သက်တဲ့မိတ်ဆွေအကုန်လုံးတော့ဟိုနည်းနည်းထိခိုက်မှုမရှိဘူးဗျဒါလေးတော့ဟိုကိုစိတ်ဖြစ်တာပေါ့ကျွန်တော်အကုန်လုံးငလင်ဒီမှာလှုပ်ပြီးရောနည်းဖုန်းတွေလိုက်ဆက်ရတာပေါ့နည်းနည်းရေးရက်ကသူတို့ဆက်ကြည့်တော့ဟိုတိတ်ပြီးတော့ထိခိုက်မှုမရှိကြဘူးခင်ဗျဟုတ်ဟုတ်ကဲ့ခင်ဗျ ဟိုကျွန်တော်ကတော့အခုတက်နိုင်တဲ့ AI နဲ့ Predator လေးရေနည်းငယ်ကျွန်တော်တို့ကိုကြီးလုတ်ပေးနေပါတယ်ဗျ Predator ဆိုပြီးအမြင်ခဲမှကျွန်တော်အကြီးလေးမလုံနိုင်ပါဘူးအဲ့တော့ကိုတက်အားတက်လောက်လေးပါကျွန်တော်အားနဲ့နိုင်တဲ့တက်လောက်လေးပဲဝင်လေးထမ်းပြီးကျွန်တော်ကအနည်းငယ်လေးဟိုဒီကျွန်တော်တို့ပြည်သူတို့ကိုကြီးပေးတာဗျဒီငလင်းလေးမှာထိခိုက်သွားတယ်မိသားစုတွေရောဒီဘောပြိုကျပျက်စီးပြီးတော့တေချာတဲ့မိသားစုတွေရောအားလုံးကိုလေဟိုဘာဖြစ်တော့ဟိုအားတင်းထားပါဗောဟို ကူညီမဲ့သူလည်းအများကြီးရှိပါတယ်ဗျလက်ရှိလည်းကူညီနေရတဲ့လူအများကြီးရှိနေပါတယ်အဲ့တော့ဟိုကြိုကြပြည့်စုံသွားတဲ့သူတွေအားလုံးရောထိခိုက်နေတဲ့သူတွေရောပစီဆုံးမြတ်မှုရှိတဲ့သူတွေအများကြီးရောဟိုအားနှထားကြပါဟိုအဲ့တော့လည်းကျွန်တော်ကဟိုစိတ်အရန်မကောင်းဖြစ်ရပါတယ်ဗျလက်ရှိကနေတဲ့ကျွန်တော်ကစေးသမိုင်းအောင်လည်းဟိုစူးစမ်းပြီးတော့ကြည့်ရတယ်ကျွန်တော်ကဟိုဝမ်းသာပါတယ်ဗျအဲ့တော့ဘာလို့ဖြစ်ကျွန်တော်တို့ဒီငလင်းအလျော်ကြီးအမြန်ပြီးပါစေလို့ပဲကျွန်တော်ကတော့ 我当然没有把女儿给卖掉。<noise>